အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖတ်ဘောလိုက်ရဲ့ဒါကျွန်တော်အစီအစဉ်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစုဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘုရောအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester City ရဲ့အပြောင်းအရွှေ့တွေကတော်တော်လေးကိုဒါလှုပ်လှုပ်ခက်ခက်ဖြစ်နေတဲ့ဆိုတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးခြင်းနဲ့အဲ့တော့မန်ချက်စတာစီးအသင်းနဲ့ဒါကျွန်တော်လက်ရှိမှာသူတို့အနေနဲ့တောင်ပိုင်းကစားသမားတွေနောက်တိုင်းကစားသမားတွေ ဒါမင်းဒါကျွန်တော်တို့ကုသမားတွေကိုခေါ်ယူသွားဖို့အကုန်လုံးတည်ပြီးသားဖြစ်နေမယ်ဒါပဲလက်ရှိမှာမထင်မှတ်ဘဲနဲ့ဒါ CD အသင်းရဲ့ဒါကျွန်တော်တို့တော်တော်လေးလွတ်လွတ်ခတ်ခတ်ဖြစ်လာတာကွင်းလေလူခေါ်ယူမှုတွေကတော်တော်လေးလွတ်လွတ်ခတ်ခတ်ဖြစ်လာတယ်လို့ဆိုလို့ရမယ်တမပါတယ်အဲ့တော့ CD သင်းနဲ့ဒါကျွန်တော်မနီကာဖာဘီဇီယိုရိုမာနိုမဟုတ်ဘဲနဲ့ဒေးဗစ်အော့စတင်ရဲ့တင်လာခဲ့တဲ့ကစားသမားဒါမှလည်းဒီကစားသမားကိုစိတ်ဝင်စားရဲဆိုပြီးဒါကျွန်တော်အမှန်တမ်းပြောမှာဆိုရင်ဒါ live ဘော live football ဒါတင်ထားခဲ့တာကြာပါပြီနှစ်ရက်လောက်ရှိပြီဒါပေမဲ့ order ခုနပြောပြတာ source ရမတီကြတော့ကျွန်တော်နေသိပြီးကောင်းတော့မထားတာပေါ့နော်အဲ့တော့ကျွန်တော်ဒါလက်ရှိမှာ AC Milan ရဲ့ Queen လေကစားသမားဖြစ်တဲ့ Rinder ကိုဒါကျွန်တော်တို့ Manchester City တင်းနဲ့ line နေပြီဆိုတဲ့သတင်းကိုတောက်လျှောက်တင်ဆက်ပေးခဲ့တာတောက်လျှောက်ဒါကျွန်တော်သူ့ရဲ့ Twitter မှာတင်ဆက်ပေးခဲ့တယ်ပေါ့နော်အဲ့တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီဒါကျွန်တော်တို့ဒါ Rinder ကိုဒါကျွန်တော်တို့ အာလက်ရှိမှာမန်ချက်စတာစီးစိတ်ဝင်အဲ့တော့ရိုင်နာကလက်ရှိမှာကျွန်တော်ကိုယ်ကတော်တော်လေးကိုပါဆနယ်ဖေဗရစ်ဖြစ်တဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်ရိုင်နာကိုကျွန်တော် AC မီလန်မှာအကြိုက်ဆုံးကစားသမားရဲ့တယောက်ဖြစ်ပါဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ရိုင်နာဘယ်လိုလဲဆိုကောင်းကောင်းကြီးသိရတယ်မှာပါဗျာရိုင်နာကိုလက်ရှိဒါကျွန်တော်တို့ AC မီလန်ကွင်းလေထဲမှာကွင်းလေဘူဂျုတ်ဖြစ်ကျွန်တော်တော်တော်လေးကိုသတ်မှတ်ထားရတယ်မှာပါဘာလို့သူ့ရဲ့ position ကစားမှုကတော်တော်လေးကိုအားရဖို့ကောင်းတယ်ရိုင်နာကကျွန်တော်မျက်စိတည်းခင်ဗျားတို့မြင်ဘယ်လိုနဲ့တော်တူလဲဆိုကီယာဒိုဂလူးလိုပဲဒါကျွန်တော်လက်ရှိဒါ Inter Milan ရဲ့ဒါကျွန်တော်ကွင်းလေကစားသမားကီယာဒိုဂလူးပဲခင်ဗျား AM ကနေ defensive midfielder တွေ flexible ဖြစ် င်ကစားမှဖြစ်တယ်။လိုအပ်ရင်သူကကျွန်တော် white way နေပါ short bill လို့ရရင်ဒီကိုသူ့ရဲ့ flexibility ကငင်းတယ်။အဲ့လောက်ထိကောင်းတဲ့ကစားသမားတွေပေါ့။အဲ့တော့ကျွန်တော်အမြဲတမ်းတွေးဘူးတယ် right now ဘာလို့အသင်းကြီးတွေစိတ်ဝင်စားရလဲဆိုအမြဲတမ်းခဏခဏတွေးဘူးတယ်။ဘာလို့ဆိုကိုတွေကဘာလို့ right now တွေးဘူးတယ် right now မှာဒါကျွန်တော်ခဏခဏ right now ရဲ့ဒါ special cat တွေကို EAFC ကထုတ်ပေးရတဲ့ကြောင့်ကျွန်တော်ဒါ AC Milan ပွဲတွေကြီးရင်းနဲ့ right now ကျွန်တော်ပုံပုံပြီးတော့သတိထားမိလာခဲ့တာဖြစ်တယ်။အဲ့တော့ ကျွန်တော်တကယ်တွေးထားခဲ့ရတယ်ရိုင်နာကိုခုလက်ရှိမှာကိုလဲတာတော်တော်လေးသဘောကျတဲ့ကစားသမားဖြစ်တယ်ကျွန်တော်မှန်လိုက်ပါစပါးကိုခေါ်စေဘာလို့ရိုင်နာတို့ကစားသမားမျိုးစပါးမှာရှိပြီဆိုရင်ဒါကွင်းလယ်မှာဆောင်းအောင်မှာပြရတာ balance ကြီးတယ်ဒါ Lucas Bagwe Rinder ဒါကျွန်တော်တို့ပြီးရင်အဲပြီးတော့ကျွန်တော်တို့ဒါ AM မှာ medicine ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်တွေးမိတယ်အဲဒါပေမဲ့မထင်မှတ်ပဲလက်ရှိမှာတော်တော်လေးကိုဒါအာ Manchester City ရဲ့အသင်းကတရဝင်းချိတ်ဆက်မှုတွေပြုလုပ်ပြီးဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသွားပြီပဲအဲ့တော့ Rinder ကလည်းလက်ရှိပူပူလောလောမှာဒီစာဒီကစားသမားကဒါပူပူလောလောနဲ့2025ဒီ2025မှာစာ တတတူထားဖြစ်တယ်။ငားနဲ့စာရုပ်တတတူထားအောင်ဖြစ်တယ်။အဲ့တော့ကောလဟာလာရီကကစားသမားမှာစာရုပ်ဖြတ်သိမ်းကြီးရှိရဆိုတဲ့တဲ့င်းတွေထွက်ပြီးမယ်။လက်ရှိမှာဒေးဗစ်အော့စတင်ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တဲ့င်းတွေဒါမထွက်သေးဘူးလို့ပြောတယ်။အဲ့တော့ကစားသမားကတော့လက်ရှိမှာဒါကျွန်တော်တို့ Liverpool sorry ကစားသမားလက်ရှိမှာ Manchester City အသင်းကိုစိတ်ဝင်စားတယ်။သူ့အနေနဲ့ဒါကျွန်တော်သဘောတူညီမှုအတွက်လည်းဒါလွယ်လွယ်ကူဖြစ်မယ်လို့ City ဘက်ကမျှော်လင့်ထားတယ်ဆိုပြီးဒေးဗစ်အော့စတင်ကရေးတယ်။အဲ့တော့ဒေးဗစ်အော့စတင်ကဘာရေးထားလဲဆိုတော့ Manchester City have contacted AC Milan to express interest in signing uh, Reinders. But no, talk at early stage plus no formal offer yet. But Manchester City hope agreement will be reached to buy 26 years old AC Milan midfielder this summer at. ဘောအဲ့တော့ပြောချင်တာအဲ့တော့လက်ရှိမှာတို့ကရှင်းပါ Manchester City က AC Milan ကိုတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်ထားပြီးတော့တို့အနေနဲ့ Reina ကိုငါတို့ကတော့စိတ်ဝင်စားတယ်အဲ Reina ကိုတော့လက်ရှိမှာဒါကျွန်တော် Manchester City ကလည်းပုဂ္ဂိုလ်ကြီးရာတရားဝင် လာကျွန်တော်ညှိနှိုင်းမှုတွေရှိနေပြီးတော့အပေါင်းလက္ခဏာတွေဆောင်နေတယ်ဗောနော်အခုချိန်မှာဒါကျွန်တော်လက်ရှိမှာ Manchester City အသင်းနေနဲ့ Rainer နဲ့ Chaser မှုကဒါကျွန်တော် positive ဆန်ပြီးတော့ဒါကျွန်တော်နှစ်ရက်နှစ်ဦးစကားပြောနေမှာဒါကျွန်တော်တို့အစောပိုင်းအဆင့်ပဲရှိသေးတယ်ဆိုတဲ့သဘောပဲရှိသေးတယ်ဗောနော်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော် Rainer နဲ့ Manchester City ရဲ့တင်းနေကတော်တော်လေးကိုအပေါင်းလက္ခဏာဆောင်ခဲ့ပြီးတော့ Manchester City အသင်းနဲ့ဒီကစားသမားကို လာမဲ့ဒါကျွန်တော်တို့ຫນွေရာဒီမှာခေါ်ယူနိုင်ဖို့အတွက်ဒါကျွန်တော်တရားဝင် အဆင်ပြေဖို့အတွက်နော်အဲ့တော့ rider လက်ရှိ market value ကဘယ်လောက်ရှိလဲ rider ကလက်ရှိမှာဒီနှစ်မှာအမြင့်ဆုံး market value ရှိတယ်ဒါကျတော့လက်ရှိမှာ transfer market အနေနဲ့ဒီကစားသမားကို euro 50တက်မှတ်တာအသေးစားတစ်ခုကတော့ AC Milan ကဒီထက်အများကြီးတိုးခေါ်ပါအဲ့တော့ကျွန်တော်မြင်ရပြောမှာဆို euro 60နဲ့65သန်းပတ်ချာလေးဝင်ကြ AC Milan ခေါ်နိုင်တယ်လို့မြင်နေစာချုပ်ဖြတ်သိမ်းခြင်းရှင်တော့ very good ပေါ့နော်ဒါကျွန်တော်တို့အနေနဲ့ပြောဒါပေမဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုတော့အခုလက်ရှိမှာမကြားမိသေးဘူးကစားသမားတွေဒါကျွန်တော် Netherlands ကစားသမားဖြစ်တယ်ဒါပြင်ကျွန်တော်ကစားသမားနဲ့စာချုပ်တက်တန်းရတယ်အများကြီးအများကြီးကြံ့နေသေးတယ်တဲ့ကြောင့်ဒီနေရာမှာဒါ ါ Manchester City အသစ်အနေနဲ့ဒါကျွန်တော်တို့ right now ကိုခေါ်ယူခြင်းမယ်ဆိုရင်တော့မှတစ်ဖက်က AC Milan ပါဇက်ထဲကကင်တဲ့ဈေးတစ်ခုကို City အသင်းဘက်ကပေးရဖို့ရှိတယ်။ဒါပေမဲ့အခုချိန်မှာ City အလွတ်လွတ်တာလည်းမြန်မာပါတယ်။အသင်းအသင်းညာတရားဝင်ဆွေးနွေးမှုတွေရှိနေပြီးတော့ဒါကျွန်တော်အပေါင်းလက္ခဏာတွေစောင့်နေတယ်။အခုလက်ရှိမှာ City အသင်းအနေနဲ့ကစားသမားတွေပုံကူရေးရသဘောတူညီမှုရအောင်ကြိုးစားနေပြီးတော့တို့အနေနဲ့ဒါကျွန်တော်တို့ဒီကစားသမားကိုဒီနှစ်ຫນွေမှာနေခေါ်ယူတော့ကျေးဇူး။အဲ့တော့မျက်စိတည်းမြင်ကြည့်အောင်လက်ရှိမှာ City အသင်းရဲ့ကွင်းလေမှာဒါသူပဲနေရာမှာကစားမယ်ဆိုမျက်စိတည်းမြင်လို့ရတယ်။အဲ့တော့လက်ရှိမှာ ဒါဂန်ဒူကန်တို့ကိုဗာချစ်တို့ကစားနေတဲ့ပုံစံမျိုးနေရာမှာဒါကျွန်တော်ရိုင်ဒါတယောက်ဝင်ပြီးကစားမယ်လို့မြင်တယ်အဲ့တော့လက်ရှိမှာဒီအဲ့တော့ကျွန်တော်မြင်ရပြောမှာစအခုဒီသတင်းရကျွန်တော်တွေးမိတာပေါ့နော်အဲ့တော့ဒါတေဂျာတခုကနီကိုဂွန်ဇာလက်စ်ကိုဒါနီးပြပက်ကောလာတိတ်ပြီးမှသဘောမကျဘူးဘာလို့နီကိုဂွန်ဇာလက်စ်နဲ့ဒါလက်ရှိမှာရိုင်ဒါနဲ့ကစားပုံကစားပုံကမတူပေမဲ့ကစားတဲ့ position တွေကခက်ဆက်စင်လို့ပြောလို့ရအဲ့တော့ရိုဒရီများပြန်လာခဲ့မယ်ဆိုရင်ရိုင်ဒါနဲ့တွဲပေးလို့ရတယ်ပြောစရာဒါကတော့ screen တို့ triangular ဒါကျွန်တော်တို့အမ် triangular ဒါကျွန်တော်တို့ midfield သုံးပါလား AM CM DM ပုံစံမျိုးဒါမှမဟုတ်ဘာလို့လဲ double pivot နဲ့မှာ TM CM CM DM ဆိုပြီးသုံးပါလားအဲ့ဒါဘယ်လိုပဲသုံးတာ right နာကတော်တော်လေးအဆင်ပြေတယ်ဒီနေ့မှာ Nico Gonzalez လဲအဆင်ပြေကြောင်း Nico Gonzalez ကြီးကိုလက်ရှိမှာ Portugal ဘူးလောလောခေါ်ထားတဲ့ CD အသင်းနေနဲ့ အခုလက်ရှိရိုင်းနာကိုဘာလို့ခေါ်ကျင်တာလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖြစ်တယ်။အဲဒါကလက်ရှိမှာစိတ်ဝင်အဲ့တော့ဒီနားမှာလည်းကျွန်တော်မရက်နေပြန်နဲ့ကွင်းနယ်ပိုင်းမှာလက်ရှိမှာ Floria Risk ရဲ့အပြောင်းရွှေ့ကြောင်းပြောလဲအောင်အဲ့တော့ Risk ရဲ့အပြောင်းရွှေ့ကတော်တော်လေးကိုခက်ခဲပြီးနန်းနေလာတယ်ဆိုပြီးကျွန်တော် IP ဆိုပြီးပြောရမယ့်သဘောကြီးရဖြစ်လာအဲ့တော့လက်ရှိမှာ Florian Risk ရဲ့အပြောင်းရွှေ့မှာဒါ Manchester City နဲ့ Liverpool နဲ့ကနှစ်ဦးသဘောတူအခြေအနေတစ်ခုကိုရောက်တော့မယ်။ဒါလက်ရှိမှာ City အသင်းဘက်ကလည်းဒါ Liverpool ချိန်နဲ့တက်တဲ့ဈေးကိုပေးဖို့အတွက် ကတ်နေပြီဆိုတဲ့ပုံစံမျိုးကိုလည်းလက်ရှိမှာသတင်းထွက်လာခဲ့တယ်အဲ့တော့တစ်ဖက်ကတော့ Leverkusen ကဒါဈေးနှမျိုးတင်ထားတယ်ပေါ့နော် Bayern Munich ခေါ်ခြင်းနဲ့ဆိုရင်တော့ Bayern Munich ဝယ်ခြင်းနဲ့ဆိုရင် Euro 350ပေးရမယ်ဒါ City CD ဝယ်ခြင်းနဲ့ဆိုတော့ Euro တန်း100ပတ်ချာလဲဝင်းကြပြီအဲ့တော့ဒီနှစ်သိန်းကြားတော့မှဒါ Euro တန်း90လောက်ခွာချာဘာကြောင့်လဲအပြေကရှင်းတယ် Leverkusen အနေနဲ့ Bayern Munich ကိုသူတို့ရဲ့အကောင်သူကစားသမားလုံးဝကိုမယောင်းချခြင်းဘာကြောင့်လဲလက်ရှိမှာ Jonathan Tah ကိုဆိုင်ကလည်းလက်ရှိသူတို့ရဲ့ဒါအခုလက်ရှိဒီနှစ်ဒါ EAFC မှာတွေ့ရတဲ့အချိန်မှာပဲဒါကျွန်တော် Rate အကောင်သူနဲ့ကစားသမားတစ်ယောက်ကနေနိုင်အလွတ်နဲ့ပြောင်းတော့မယ် ဟိုပြန်စစကြည့်ပါဗျာကျွန်တော်ဘိုင်ဘိုင်မြူးနစ်ဘက်ကကြည့်မယ်ဆိုရင်တော့ဒါဆောင်းလိုက်တာဘောနော်သူတို့ရဲ့ဒါပြန်ပိတ်အကောင်းဆုံးကစားသမားတွေကိုအမြင်နဲ့ခေါ်ယူနိုင်တယ်ဒါပေမဲ့လီးတခုအနေနဲ့ကြည့်မယ်ဒါရေရှည်ရဒါအမြင်နဲ့ဘိုရီရှာဒေါ်မွန်လည်းတော့ကျသွားတာဒီလိုမျိုးပုံစံမျိုးပေါ့အခုလက်ရှိမှာလေဗာကူဆန်ခင်ဗျာမကြခင်ကျသွားလေဘောဆိုအကောင်းဆုံးဒီပြလည်းခုလက်ရှိမှာဒါသူတို့နေရီယယ်မထွက်ကိုမကြခင်ထွက်တော့မယ်အချာချန်ကလော့လိုပဲဒါကျွန်တော်သူ့အနေနဲ့အသင်းကထွက်သွားပြီပြီးရင်ဒီနေရာမှာချန်ချန်ကလော့တော့မှာဒါကျွန်တော်အသက်တူပါတယ်ကျွန်တော်တို့ဟာဘာဘူးအဘူးကျွန်တော်တို့ အဲလီဗာကူလီဗာကူဆင်းရဲဥစားဘာလို့ချက်ချက်ကလော့တော့နည်းနည်းအချိန်လေးတိုင်းလာတခုရှိခဲ့သေးတယ်အဲ့တော့လက်ရှိမှာဖလော်ရီယန်ရစ်ရဲ့ပြောင်းရွှေ့ရတော်တော်လေးကို complicated ဖြစ်နေကစားသမားကလက်ရှိမှာအဲ့ဒါကျွန်တော်လာမယ့်နေရာဒီမှာနိုင်ငံမပြောင်းခြင်းပဲနဲ့ဘိုင်ယန်မြူးနစ်အတင်းကိုပြောင်းခြင်းနဲ့လီဗာကူဆင်းကလည်းကစားသမားကိုဘိုင်ယန်မြူးနစ်ကိုလုံးဝလုံးဝမယောင်းခြင်းသူတို့နေလာမယ့်နေရာဒီမှာလီဗာကူဆင်းနေနဲ့ချဘွန်ဒက်စလီကာတိုက်တယ်ကိုကျွန်တော်သူတို့နေနဲ့ဟိုရနိုင်မယ်လို့ယုံကြည်ရတဲ့အတွက်ကြောင့်မို့သူတို့နေနဲ့အကယ်၍သာ သူတို့ရဲ့အကောင်းဆုံးစားဖြစ်တဲ့ risk ကသာပြောင်းသွားခဲ့မှာသူတို့ကတော်တော်ဒုက္ခရတယ်ဒါပေမဲ့ခုနပြောဆိုသူတို့ရဲ့လက်ရှိခံစားကြစားဖြစ်တဲ့ Jonathan Dark ကလည်း Bayern Munich တင်ကိုအလွတ်နဲ့ပြောင်းရွှေ့တော့မှာဖြစ်တယ်ပေါ့အဲ့တော့ပြောချင်တာကတော့အဖေက share ပါတယ်ဒါကျွန်တော်တို့ Bayern Munich ကသူတို့နေသူတို့ကသူတို့လာမယ့်နေရာဒီမှာအာဂျီဝူတို့တောက်လျှောက်လှုပ်ဆောင်တော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့တော့လက်ရှိမှာ Manchester City အသင်းအနေနဲ့ Florian Risk ကိုခေါ်ယူဖို့တော့သူတို့ကတော့ပုံကူကြီးက ဆွေးနွေးမှုတခြားပြုလုပ်နေဖြစ်တယ်အဲ့တော့ Florian Ritz အနေနဲ့ Kola Hala တွေကဒါမနေ့ကလည်းဒါကျွန်တော်အင်္ဂလန်မြို့ကိုလာရောက်ပြီးတော့ Manchester City နဲ့ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်ခဲ့တယ်ဆို Sky Football ကတင်ဆက်ပေးထားတာတွေ့ရမယ်အဲ့တော့ပြောချင်တာက Florian Ritz တယောက်ကလက်ရှိမှာတေးကြတခုကသူ့အနေနဲ့ Bayern Munich ကိုပြောင်းမှုအတွက်ကထင်တာတဲ့အများကြီးအများကြီးကက်ခဲမယ်သူ့အနေနဲ့နိုင်ငံမပြောင်းချင်တာမှန်ပေမဲ့လက်ရှိမှာဒါသူ့အနေနဲ့သူပြောင်းချင်တဲ့ club ကိုသူ့အနေနဲ့ဒါကျွန်တော်တို့ဟိုသူ့ရဲ့ Michigan club ဖြစ်တဲ့အသင်းကဒါပြေးပြောင်းမှုအတွက်ရာခိုင်နှုန်းတွေတော်တော်လေးကိုနည်းတယ်လို့ဆို ုံလို့ရမယ့်သဘောမှရှိပါတယ်အဲ့ဒါကလက်ရှိ reality တစ်ခုဖြစ်ပြီးလက်ရှိအခြေအနေတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့တင်ဆက်ပေးခြင်းပါတယ်အဲ့တော့လက်ရှိဒါကျွန်တော်ဒီလိုမျိုးပုံစံမျိုးပေါ့နော်အဲ့တော့လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တဲ့ TV4 ကြီးတို့မှာကျင်းလို့ဆက်ပေါအောင်ကူညီလို့ရပါတယ်မိမိုက်လက်ကလစ်ဖုန်းမမေ့ကြပါနဲ့ဗျအောက်က comment တွေမှာလည်း youth sport media 3.0တဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မိမိုက်လက်ကလစ်ဖုန်းမမေ့ကြပါနဲ့မြန်မြန်ကလစ်မှာမြန်မြန်နဲ့ ဖြစ်ပါတယ်အားလုံးမကြိုတူမှာပြကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှအေးစစ်စစ်တွေ့ကြရပါဘူးအားလုံးမကြိုတူမှာကောင်းမွန်သောနေ့နေ့ဖြစ်ပါဆုမွန်ကောင်းတောင်းမက်လက်ကလေးပြကြအောင်ပြမြန်မြန်ကလစ်မှာမြန်မြန်နေဖြစ်ပါတယ်အားလုံးမကြိုတူမှာကျွန်တော်ကမြန်မာအောင်ဒီပါပါ